ကျွန်တော်တို့လူသားတွေဟာစัจ java ရာကြီးတစ်ခုတည်းမှာအမတမ္မကိုအသိဉာဏ်မြင့်မားကြတဲ့တက်ရှိတစ်ခုအဖြစ်ရက်တည်နေကြပါတယ်။လကဘာဘုတ်ကိုခြေချနိုင်ခဲ့ကြသလိုနေအဖွဲ့အစည်းအတွင်းကဂျိုဒီဘော်ကိုလည်းအသေးစိတ်စူးစမ်းလေ့လာနိုင်ဖို့စူးစမ်းနေကြပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဟာမိမိတို့နေထိုင်ရာကမ္ဘာမြေကြီးရဲ့အကြောင်းအရာတွေကို လေ့လာဖို့အမတမ္မကို အားနည်းနေကြပါတယ်။တကယ်တော့ကမ္ဘာမြေကြီးနဲ့ပတ်သက်ပြီးကျွန်တော်တို့သိရှိထားတာတွေက သုံးပုံတစ်ပုံသာရှိသေးတယ်လို့ဆိုကြပါတယ်၁၆ရာစု မတိုင်မီတုန်းကကျွန်တော်တို့သိပ္ပံပညာဟာအတော်နှိပ်ပါနေသေးပြီးကဘာကြီးလုံးဝနဲ့ဆိုတာကိုတော့လက်မခံခဲ့ကြပါဘူးအဲ့ဒီအချိန်လုံးကကဘာကြီးဟာလုံးသလားပြားသလားဆိုတာအကြီးအကျယ်ငင်းခုန်ခဲ့ကြရတဲ့ဗဟေတိတစ်ခုဖြစ်ခဲ့ပါတယ်ဒီငင်းခုန်မှုဟာအပိုလို7လကဘာဘောကို ရောက်ရှိပြီးလကဘာဘောကနေကဘာကြီးကိုလုံးဝချောင်းတက်ဖို့ရယူပြီးမှသာဒီကိစ္စဟာအတန်း ရင်သက်သွားခဲ့ရပါတယ်။ဒါပေမဲ့အခုအချိန်ထိတောင်ကဘာကြီးလုံဝန်းကြောင်းမယုံကြည်ကြသူတွေလည်းရှိနေပါသေးတယ်။အမေရိကန်မှာကဘာပြားသူတွေရှိသလိုကဘာပြားကြောင်းသက်တည်ပြဖို့စ조사နေသူတွေအောင်ရှိနေကြပါတယ်။ဒီထဲမှာနာမည်ကြီးသူတစ်ယောက်ကတော့ Robert Davidson ဖြစ်ပါတယ်။သူဟာလက်ကဘာပေါ်ကနေကဘာကိုရိုက်ကူးထားတဲ့ Apollo 17ရဲ့ဓာတ်ပုံဟာအတုဖြစ်တဲ့တကယ်တော့ American NASA အပါအဝင်သိပ္ပံပညာရှင်တွေတမိုင်းတစ်လျှောက်လုံး ဘာကြီးဟာအလုံးကြီးဖြစ်တယ်လို့လူသားတွေကိုလိန်ညာခဲ့ကြတာဖြစ်တယ်လို့ဒေးဗစ်ကယူဆထားပါတယ်။သူ့ရဲ့ကဘာပြသီအိုရီရဆိုရင်ကဘာကြီးဟာအလုံးကြီးမဟုတ်ပဲဒေဝတရံအခုံးကြီးဖြစ်တယ်လို့ဆိုပါတယ်။ကျွန်တော်တို့ကဘာဟာနေနဲ့လောက်ကိုလှည့်ပတ်နေတာမျိုးမဟုတ်ပဲအဲ့ဒီအရာတွေကသာကဘာကိုလှည့်ပတ်နေတာဖြစ်တယ်လို့ဆိုကြပါတယ်။ဒေးဗစ်ရဲ့အယူအဆအပေါ်မှာသိပ္ပံပညာရှင်တွေကပြည့်ရင်ပြုကြပေမဲ့သူ့ရဲ့အယူအဆကိုလက်ခံရသူတွေလည်းဒုနယ်တွေရှိနေကြပါတယ်။ သူတို့ဟာကဘာပြသီအိုတွေကိုလက်တွေ့အကောင့်ထဲပေါ်ဖို့စ조사နေကြသလိုအလောက်ရောဆွေးနွေးပွဲတွေကိုလည်းမကြာခဏကျင်းပလေးရှိပါတယ်ဒါကတော့ကဘာကြီးလုံဝန်ကြောင့်မယုံကြည်ကြသူတွေကြောင့်ကိုအလင်းတင်လို့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အခုဆက်ပြီးတင်ဆက်ပေးချင်တာကတော့ကဘာနှစ်ထပ်သီအိုတွေအကြောင်းပဲဖြစ်ပါတယ်ကဘာနှစ်ထပ်သီအိုတွေရဆိုရင်တော့ကဘာအတွင်ပိုင်းအလဲဘဟုမှာနောက်ထပ်ကဘာတစ်ခုရှိနေတယ်ဆိုတဲ့အယူအဆဖြစ်ပါတယ်ဒီအယူအဆကို Hollow Earth Theory လို့ခေါ်ဆိုကြပြီး1818ခုနှစ်မှာတော့ John Cleaver Simon ဆိုတဲ့သိပ္ပံပညာရှင်တဦးကစတင်ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့အဆိုအရမိမိတို့ကမ္ဘာမြေကြီးဟာကီလိုမီတာ1300မိုင်ပေါင်း800ခန့်ထူတဲ့အခေါင်းပွားကမ္ဘာကြီးဖြစ်ပြီးတောင်ထဲမြောက်ဝင်ရိုးစွန်းတွေမှာမိုင်1400ကျယ်တဲ့အခွန်လေးလွာအပေါက်များရှိတယ်လို့ဖော်ပြခဲ့ပါတယ်။ John Cleaver ကအဲ့ဒီ theory ကိုအခြေခံပြီးမြေအောက်ကမ္ဘာကိုရှာဖွေဖော်ထုတ်ဖို့လေးလာရေးအဖွဲ့တွေကို မြောက်ဝင်ယူစွန်းတွားရောက်ပြီးရှာဖွေတင့်တယ်လို့အဆိုပြုခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကအမေရိကန်သမ္မတဖြစ်တောင်းထက်ဆောင်ခဲ့တဲ့အင်ဒရူးဂျက်ဆင်ကအဲ့ဒီအယူဆကိုပယ်ချခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူ့ရဲ့ကမ္ဘာနှစ်ထပ်သီအိုရီပေါ်ကိုယုံကြည်ကြသူတွေကများပြားလာခဲ့ပါတယ်။ဒီလိုနဲ့ဒီရောက်ကမ္ဘာအသစ်ဒါမှမဟုတ်အခေါင်းပွားကမ္ဘာကြီးရှိတယ်ဆိုတဲ့အယူဆချက်တွေပေါ်မှာတတိပုဂ္ဂလအတိရှိနေတဲ့ယူဆချက်မဟုတ်ဘဲဘာသာရေးဆိုင်ရာ ယူဆချက်တွေနဲ့ ဒွန်တွဲလျက်ရှိနေတာကိုသတိပြုမိကြမှာပဲဖြစ်ပါတယ်။ရှေးအောင်ဂရီလူမျိုးတွေရဲ့ဘာသာရေးအယူအဆမှာမြေရောက်ကဘာရှိတယ်ဆိုတာကိုပေါ်ပြထားသလိုဗုဒ္ဓဘာသာမှာလည်းငရဲကြီးရှိတဲ့ရှိတယ်ဆိုပြီးယုံကြည်ကြပါတယ်။ခရစ်ယာန်ဂျူးဘာသာဝင်တို့မှာတော့ငရဲလူမျိုးအောက်လောကကဘာတစ်ခုရှိတယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့မြေရောက်ကဘာရှိတယ်လို့ယူဆချက်ကိုဘာသာရေးအများစုကယုံကြည်နေကြတာကိုပဲတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါအပြင်ရှေးအောင်တိဘက်ရာဇဝင်တွေထဲမှာလည်းမြေရောက်လောကတစ်ခုရှိတယ်ဆိုပြီးယုံကြည်ကြသလိုအဲ့ဒီမြေရောက်လောကကိုတွားနိုင်တဲ့မြေပုံတစ်ချက်ကိုလည်းရေးဆွဲခဲ့ကြပါတယ် Hollow Earth Theory အယူဆဟာအရန်စိတ်ဝင်စားဖို့အကောင်းဖြစ်နေပြီးကျွန်တော်တို့ကမ္ဘာမြေကြီးဟာဒုတဲ့အသည့်ကြီးမားတဲ့ဆက်လုံးကြီးအဖြစ်မဟုတ်ဘဲအတွင်းပိုင်းမှာကမ္ဘာမြေအသစ်တရှိတယ်လို့ယုံကြည်နေကြတာပါမြေရောက်ကမ္ဘာမှာနေရစင်းရှိပြီးကုန်းပြေတောတောင်တွေဟာလည်းသဘာဝအတိုင်းတာယာလှပနေတယ်လို့ တတ်မှတ်ထားကြပါတယ်။အဲဒီကဘာတောတောင်တူထဲမှာတော့ကဘာကုန်ကြီးကမျိုးတုံးပြောက်ွယ်သွားတဲ့ဒိုင်နိုဆောတွေအမွှေးရှင်စင်ကြီးတွေအဆွေနှခွကြားကြီးတွေအပြင်တရဝါဆန်မျိုးမျိုးကလည်းကျွန်တော်တို့ကဘာမြေကြီးကနေတဆင့်ရေကြီးရမျက်နှာကဘာမြေကြီးတစ်တွေကိုပြောင်းရွှေ့သွားတယ်လို့ယုံကြည်နေကြပါတယ်။ဒါပေမဲ့ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကတော့အဲ့ဒီမြေရောက်ကဘာမှာလူသားမျိုးနွယ်တချို့လည်းနေထိုင်နေကြတယ်ဆိုတဲ့အယူအဆပဲဖြစ်ပါတယ်။စနစ်ရာစုတွေတုန်းက info popes လို့အမည်ရတဲ့ကြေးရွာလေးမှာအစိမ်းရောင်အရေပြားကိုပိုင်ဆိုင်ထားတဲ့ကလေးငယ်နှစ်ဦးရုတ်တရက်ပေါ်ပေါက်လာခဲ့ပူပါတယ်။ဘယ်ကလာလို့ဘသူတွေမှကြေးရွာကလူတွေလည်းမတိခဲ့ကြပါဘူး။သူတို့ဟာဘသူမှနားမလည်ကြတဲ့ထူးဆန်းတဲ့ဘာသာစကားကိုပြောဆိုကြပြီးပဲစီတမျိုးကိုပဲစားကြပါတယ်။နောက်ပိုင်းမှာတော့သူတို့ဟာအင်္ဂလိပ်စကားကိုသင်ကြားခဲ့ကြပြီးအခြားသော အစားအစာတွေကိုလည်းစားသုံးလာကြပါတယ်။အဲ့ဒီအချိန်မှာ သူတို့ရဲ့ခန္ဓာကိုယ်အဆင့်ရောင်ဟာလည်းတဖြည်းဖြည်းပြောင်းလဲသွားပါတယ်။မကြာမီအချိန်ကာလတစ်ခုမှာတော့ကောင်းလေးဟာဖျားပြီးတည်ဆုံးသွားခဲ့ပါတယ်။ကောင်းမလေးကတော့သူတို့ဟာမြေရောက်ကမ္ဘာမှာရှိတဲ့အခြားလောကတစ်ခုက လားလားလို့ဆိုကြပါတယ်။အဲ့ဒီနေရာမှာဘယ်တော့မှ နေရောင်မရှိသလိုအရာရာတိုင်းဟာလည်းအဆင့်ရောင်တွေတောက်ပနေတယ်လို့ဆိုပါတယ်။ကောင်းမလေးဟာအဲ့ဒီနေရာကိုပြန်ကျင်နေပေမဲ့လမ်းမမမိတော့တဲ့အတွက်မြေပေါ်ကမ္ဘာမှာပဲအချိန်အတော်ကြာအသက်ရှင်နေထိုင်သွားခဲ့ပါတယ်။ သူတို့ဟာတကယ်ပဲနေအောက်ကမ္ဘာလောကသားတွေဖြစ်သလားဆိုတာကတော့ဘသူမှမပြေရှင်းနိုင်ခဲ့ပဲဗဟေဒီဆန်ဆန်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။ပကံပြားပြန်တဲ့အခြားကမ္ဘာတက်ရှိလေးလာသူတွေကတော့နေရောက်ကမ္ဘာမှာနေထိုင်တဲ့အခြားတက်ရှိမျိုးစုံတွေစုတွေဟာမိမိတို့ကမ္ဘာပေါ်ကလူသားတွေထက်အဆင့်အတန်းမြင့်မားတဲ့ရည်ကြီးမှုဤပညာနဲ့တိုသိပ်လျှက်ဝက်စွာ နေထိုင်ကြတယ်လို့ယူဆကြပါတယ်။တချို့ကလည်းကမ္ဘာသမိုင်းတန်တားကြီးတွေက အတက်လန်တိတ်မြို့တော်ကြီးကလူသားတွေဟာအဲ့ဒီနေရာကိုပြောင်းချိသွားကြတယ်လို့ယူဆကြတယ်လို့အခြားကဘာတက်ရှိတွေနဲ့လည်းသူတို့ကအဆက်အသွယ်ရှိတယ်လို့ဆိုကြပါတယ်။ဒါအပြင်ကျွန်တော်တို့ကဘာဒီမှာရန်မာရန်ခါတွေ့နေရတဲ့ UFO လို့ခေါ်တဲ့ပကံများပြန်တွေအမျိုးမျိုးမသိရင်ပြန်ကြီးတွေကလည်းမြေရောက်ကဘာကလာတယ်လို့ယူဆကြပါတယ်။မြေရောက်ကဘာ COD နဲ့ပတ်သက်ပြီးအထူးရှင်ရှားတဲ့တွင်းပေါက်ကြီးတစ်ခုလည်းရှိပါသေးတယ်။ NASA ကအမှတ်တမ်းနေလာနိုင်တဲ့ ဒီတွင်းပေါက်ကြီးကတော့ကမ္ဘာအကြီးဆုံးတွင်းပေါက်ကြီးပဲဖြစ်ပါတယ်။အာနာတိကတိုက်တောင်ဝင်ရိုးစုံမှာတည်ရှိတဲ့ဒီတွင်းပေါက်ကြီးကကမ္ဘာအလယ်ဗဟိုချက်မှအထိဝင်ရောက်နိုင်တယ်လို့သိပ္ပံများရှင်အရှုကယူဆယုံကြည်နေကြပါတယ်။ဒုတိယကမ္ဘာစစ်ကြီးအတွင်းကဟစ်တလာရဲ့ဆူဆိုက်ဒီဆိုတဲ့လက်ဝဲအဖွဲ့ကြီးဟာတိဘက်ဒဏ္ဍာရီအချက်လက်တွေကိုအခြေခံပြီးအထက်ကတင်ပြလာတဲ့တောင်ဝင်ရိုးစုံကတွင်းပေါက်ကြီးကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုကြပါတယ်။1944ခုနှစ်မှာဟစ်တလာရဲ့ရင်ငုတ်တင်မော တမှုတအုပ်ဖြစ်သူဒိုဆက်ကရှာဖွေ တွေ့ရှိခဲ့ပြီးဂျာမန်ရင်းငုတ်တင်မော့တစ်အနေဖြင့်ကဘာပေါ်မှာမိသူမှ တွေ့ရှိထားခြင်းမရှိသော နေရာတစ်ခုတွင်ခန်းတပ်စခန်းတစ်ခုတိစောက်ထားခြင်းအတွက်ဂုံရမည်ဖြစ်ကြောင်းအာနာရှင်ဟစ်တလာထံသတင်းပေးပို့ခဲ့ပါသည်။ဒါအပြင်ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာဂျာမနီနဲ့အီတလီနိုင်ငံကတိုက်ပွဲများရှိ2000ကျော်လူတသန်းနီးပါးဟာအဲ့ဒီတောင်ဝင်ရိုးစွန်းတစ်ဝိုက်မှာရှာဖွေရင်းထူးဆန်းစွာပြောက်ွယ်သွားကြတယ်လို့သမိုင်းမှတ်တမ်းတွေမှာလည်း ဖော်ပြထားကြပါတယ်။တချို့ကတော့ဟစ်တလာကအသက်ခံရတာမဟုတ်ဘဲသူ့ကိုရှာဖွေတွေ့ရှိထားတဲ့တောင်ဝရိုးစွန်းရှိမြေအောက်ကဘာတွားရလမ်းကြောင်းအနီးကနေထွက်ပြေးလွတ်မြောက်သွားပြီးသူ့ရဲ့နောက်ဆုံးနေ့ရက်တွေကိုအေးဆွေးစွာဖျက်ဆီးခဲ့တယ်လို့ယုံကြည်သူတွေအများအပြားရှိနေခဲ့ပါတယ်။အနှစ်ချုပ်ပြောရရင်တော့တချို့ကလည်းကဘာမြေကြီးပူနွေးလာတာနဲ့မျှတောင်ဝရိုးစွန်းကရေခဲပြင်ကြီးအေးပြော်သွားတဲ့တနေ့ကျရင်တော့လှည့်ဝက်စွာတည်ရှိနေတယ် မြေရောက်ကဘာတွားရလမ်းကြီးတွေပေါ်ပေါက်လာလိမ့်မယ်လို့ယူဆကြသလိုရှိသလိုမြေရောက်ကဘာလောကသားတွေကလည်းကျွန်တော်တို့ကိုတစ်ချိန်ချိန်မှာဆက်သွယ်လာလိမ့်မယ်လို့ယုံကြည်ယူဆမှုတွေလည်းရှိနေပါကြောင်းတင်ဆက်ရင်းနဲ့ဒီစီစဉ်ကိုဒီမှာပဲနောက်ွင့်ပြပါခင်ဗျာ။